အားလုံးပဲမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူအားနေကြိုးစားပါရခင်ဗျာကျွန်တော်ကိုခင်းပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့တရေနဲ့ပတ်သက်ပြီးတော့တုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ် ပထမဆုံးကျွန်တော်တို့ဆွေးနွေးရမယ့်သတင်းက Rashford နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။သတင်းရင်းမြစ်က Spain ဘက်က Spoke သတင်းမြစ်ဖြစ်ပါတယ်။ United အသင်းရဲ့တိုက်စစ်မှု Marcus Rashford က Barcelona အသင်းကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပါတယ်။ Rashford ရဲ့ agent နေနဲ့တစ်ဖက်က Barcelona အသင်းရဲ့ Sporting Director Diego တို့ဆွေးနွေးတွေ့ဆုံညှိနှိုင်းမှုတွေတောင်ပြုလုပ်ပြီးပြီဖြစ်တယ်လို့ဒီ Spoke သတင်းတင်နာမှာဖော်ပြထားတာပါ။ဆိုတော့ Marcus Rashford United ကပြောင်းနိုင်လား United ကရောင်းနိုင်ကြီးရှိလား Barcelona အသင်းက ခေါ်နိုင်ခြင်းရှိသလားစတဲ့အချက်၃ချက်ကိုအဓိကထားဆွေးနွေးသုံးသပ်မယ်သဘောမျိုးပါဆိုတော့ market stress ဖို့အတင်းကပြောင်းနိုင်လားဆိုရင် ပြောင်းနိုင်တာပေါ့ပြောင်းနိုင်ခြင်းရှိတဲ့အချက်တွေကအများကြီးပဲလေသူကိုယ်တိုင်ဒီ United မှာပြန်ပြီးနေရာရဖို့ဆိုတာအဲ့လောက်ထိမလွယ်ကူတော့ဘူး Ruben Amorim ရဲ့ out of possession play style မှာဆိုရင် market stress ဖို့လိုက်ပါစီးမျောနိုင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲ Rashford ဒီဘောလုံးရှိနေတဲ့အချိန်ကောင်းတဲ့ကစားသမား Amorim ကဘောလုံးမရှိတဲ့အချိန်ကျရင်အလုပ်ပိုလို့စေချင်တယ်အဲ့တော့နီးပြတဲ့ကစားသမားကြားထဲမှာတဟဆတာမဖြစ်ဘူး viewer ဘိုင်းကအဆင်မပြေ ြည့်ဘူး။ဒါပြင် Marcus Rashford ကိုပေးချင်နေတဲ့လောက်ခပမာဏတွေကလည်းအများကြီးပဲ။အဲ့ဒါကြောင့် ရက်ဖို့ဒါထွက်သွားမယ်ဆိုရင် United တို့ benefits တွေအများကြီးရမယ်ဆိုတော့ပထမဆုံးတစ်ချက်ကျွန်တော်သိပြီးတော့အထူးတလဲညင်းနေစရာမလိုဘူးရက်ဖို့အသင်းပြောင်းနိုင်ခြင်းရှိသလို United ကလည်းရက်ဖို့ကိုရောင်းနိုင်ခြင်းရှိတယ်အနောက်ဆုံးအချက်ဘာစလိုနာကခေါ်နိုင်ခြင်းရှိသလားဆိုတဲ့အပိုင်းပဲဆိုတော့ရက်ဖို့ပြောင်းကျင်တယ်ဆိုတာကျွန်တော်လက်ခံပြီးလို့ရတယ်ဘာစလိုနာဒီ Aston Villa ထက်ပိုကောင်းတဲ့အသင်းတင်စူဖလာစိန်ခေါ်နိုင်တဲ့အသင်းတင်ဘလောက်ပဲငွေကြေးအခက်အခဲတွေကြုံပါစေအောင်ဘာစလိုနာဒီဘာစလိုနာပုံစံဒီနှစ်ရာသီပြန်ဖြစ်လာခဲ့တာပဲဗျာချန်ပီယံလိမှာ semi final ထိရောက် ခဲ့တယ်။လာလီဂါချန်ပီယံဖြစ်ခဲ့တယ်။အသင်းရဲ့နော်ထွက်လို့မကုန်တဲ့ကစားသမားကောင်းတွေအများကြီးရှိတယ်။လာမာစီယာကြီးကိုပိုင်ဆိုင်ထားတယ်။အဲ့တော့သူတို့ရဲ့ပုံသဏ္ဍာန်လေးကပေါ်သွားခဲ့ပြီ။တခုပဲမာကတ်စ်ရက်ရှ်ဖို့ပေးချေရမယ့်လောကပမာဏကိုဘာစလိုနာအပြည့်အဝပေးချေလို့ရှိပါမယ်။မာကတ်စ်ရက်ရှ်ဖို့ရောဟန်စီဖလစ်ကတကယ်သုံးကျင်ပါအဲ့ဒါပဲဗျအဲ့တော့မာကတ်စ်ရက်ရှ်ဖို့ဒီကြံသေးတယ်ယူနိုက်တက်မှာသာကစားချင်းမကစားချင်းတို့လို့ဖြစ်နေပေမဲ့ယူနိုက်တက်ကထွက်သွားတဲ့အခုခြေသွမ်းပြနေတဲ့ကစားသမားတွေလိုမျိုးပဲတခြားအသင်းတွေရအောင်ခြေသွမ်းပြရတယ်ဗျဂျေဒန်ဆန်ချူ အန်တိုနီထိုနေ့တူပဲမာကတ်ရက်ဖို့ကလည်းတခြားသင်းတွေမှာတနည်းတဖုံလုတ်ပြကောင်းလုတ်ပြလာနိုင်အဲ့အတွက်ကြောင့်အဓိကပြဿနာတည့်ရသည်မာကတ်ရက်ဖို့ရဲ့လောက်ခပမာဏတည့်ရပြီဘတ်စတိုနာကမပေးနိုင်လို့မဟုတ်ပေးနိုင်တယ်တိုးတော့သူတို့မှာတခြားသောကစားသမားတွေကျွန်တော်တို့သတင်းကြားထဲမှာယမ်မဲလ်ပြ renew contract ပြန်လုပ်ဖို့ရှိတယ်ယမ်မဲလ်ကလည်း Lewandowski တက်ကိုပို့ပြီးတော့လောက်ခပမာဏရဲ့လိုချင်တယ်လို့သိထားတယ်အဲ့အတွက်ကြောင့် Rashford ရနေတဲ့ တပတ်ပေါင်သုံးသိန်းခွဲကမဖြစ်နိုင်ဘူးအဲ့ဒီပမာဏတော့ market threshold ကဆွေးနွေးညှိနှိုင်းပေးမယ် short ချပေးမယ်ဆိုရင်တော့ rashford ကိုခေါ်နိုင်တယ် lewandowski ရဲ့စာအုပ်တန်2026ကုန်တော့မှာအဲ့တော့ကျွန်တော်တနေ့ပဲကျွန်တော်ရဲ့ကစားသမားကို sorry pro league က club တင်းတင်းတင်းကိုထိုးရောက်လိုက်တဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ပြောင်းရွှေ့ဈေးထက်ဆိုင် lewandowski ကိုပေးချင်နေရတဲ့လောက်ခပမာဏရဲ့ရော့ချသွားလဲမနေဘူးဗျာဆိုတော့ lewandowski အဝင်ထွက်ပေါ်မှာကျွန်တော်တစ်ချက်ကြည့်ရမယ် rashford ရဲ့လောက်ခပမာဏအနည်းများပေါ်မှာတစ်ချက်ကြည့်ရမယ်ဒီချက်နှစ်ချက်အဆင်ပြေ ြေမယ်ဆိုရင်တော့ Marcus Rashford ကဘာစနာအတင်းကိုမရောက်လာနိုင်စရာအကြောင်းတော့မရှိဘူးအခုနောက်ပိုင်းပေါ်တဲ့အင်္ဂလိပ်ကစားသမားတွေဘယ်လိဘယ်ဒေတာမှမဆိုခြေသွမ်းပြနိုင်တဲ့အခြေအနေမျိုးရှိတယ်အဲ့တကြောင့် Rashford ဘာစနာရဲ့တင်းတွေကိုဆက်လက်စောင့်ကြည့်ရမယ်သဘောမျိုးဖြစ်ပါတယ်ခင်ဗျာကြည့်ကျွန်တော်နောက်ထပ်တင်းတွေကိုဆွေးနွေးအောင်ခင်ဗျာဒီတင်းက အာစနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ပေါ်ပြထားတဲ့သတင်းထဏာကတော့ Times ကပါ။အာစနယ်အသင်းဟာဘိုင်မနစ်နဲ့စာချုပ်သတင်းကုံဆုံးတော့မယ်။ဂျာမနီတောင်ပိုင်းကစားသမားလီရိုင်းစာနေကိုပြစ်မှတ်ထားတယ်လို့သိရပါတယ်။အလွတ်ပြောင်းရွှေ့ခြင်းနဲ့ဆိုရင်တော့ခေါ်တဲ့နဲ့ဆိုရင်မဲ့ကျွန်တော်မနေ့ကလည်းစပါလီရိုင်းစာနေသတင်းဒီပေါ်မှာစာချုပ်အချက်လက်တွေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဦးရင်ဘလိုမျိုးပမာဏတွေများတယ်ဆိုတဲ့အပိုင်း ပြောပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအပိုင်းကတော့ထရူထရူရှင်းမနေချင်တော့ဘူးအာစတန်အသင်းဒီကစားသမားကိုခေါ်တင်လားမခေါ်တင်သလားဆိုတဲ့အပိုင်းကိုပဲဆွေးနွေးပါမယ်တတင်းကရှေ့ပြေးအနေနဲ့ထွက်ထားတဲ့အတွက်ကြောင့်ကောလာဟာလာလည်းဖြစ်မယ်အဲ့တော့အာစတန်အသင်းမှာဝင်းကားတွေရှိပါတယ်ဘူကာယိုစာကာနေရာကိုတော့ထိလို့မရပါဘူးစာကာအာစတန်အသင်းရဲ့အင်ရှေ့ဇန်ဒါမှမဟုတ်ဘယင်းပါပဲအဲ့တော့ right wing တနေရာမှာ liberalisation တွေဒို ကြည့်နေရမှာလို့အဲ့တော့ကျွန်တော် left wing နေရာပဲကြည့်ရအောင်စာနေက left wing right wing ကစားနိုင်တာဟုတ်အထောင်တိုက်စစ်တနေရာမှာလည်းလှုပ်ပြီးကစားပေးနိုင်တယ်အဲ့တော့ right wing မှာလည်းလက်ရှိချိန် Martinelli ကရှိနေတော့မဲထားပါတော့ Martinelli မရှိတော့ဘူးဆိုရင်တော့မှ Lee Rice စာနေနဲ့ Martinelli ကဘလောက်กว่าလို့တော့ Martinelli ဒီ Lee Rice စာနေလောက် ability ဘိုင်းကောင်းခြင်းမှာကောင်းနေမယ် skill ဘိုင်းကောင်းခြင်းမှာကောင်းနေမယ်ဒါပေမဲ့အသက်အရွယ်ဘိုင်းငယ်တယ် Premier League မှာတွန်းတွန်းတိုက်တိုက်ပို့ပြီးတော့ငယ်ကုန်နဲ့စော့နိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်အသင်းပေါ်မှာ impact ဖြစ်မှုဘိုင်းကတော့အများကြီးกว่าမယ်လို့မထင်ဘူးဒါပြင် trouser က လည်းရှိနေတယ်ဗျာအဲ့တော့အရင်ပေါ်ထွက်ခွင့်တနေရာအတွက် မလိုတော့တဲ့ကစားသမားကိုတောင်းရွှေ့ကြီးအလွတ်နဲ့ရမှာတခုတည်းတွက်နဲ့တခြားသော risk တွေယူပြီးခေါ်လဲမခေါ်သင့်ဘူးခေါ်လဲမခေါ်ဘူးလို့တော့ကျွန်တော်ထင်တယ်ဒီလီရိုင်းစာနေကို investment လုပ်ရမယ့် amount ပမာဏတွေစာအာစနယ်အသင်းဒီတိုက်စစ်မှုတယောက်ကိုပဲ investment လုပ်နိုင်တယ်လို့တော့သုံးသပ်မိပါတယ်ဒီတော့ကြောင့်ဒီသတင်းတွေတော့ကျွန်တော်ဖြစ်နိုင်ခြင်းမရှိဘူးလို့ထင်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်မေရာကဖော်ပြထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်အသက်34နှစ်အရွယ်အင်္ဂလန်ကွင်းလယ်ကစားသမား Jordan Henderson က Netherlands Club Ajax ကနေထွက်ခွာပြီးတော့အခုနှစ်ဘောလုံးရာသီမှာသူ့မွေးဖွားခဲ့တဲ့ သူ့ကိုစတင်မြေတောင်မြောက်ပေးခဲ့တဲ့ကလပ်တင်းဖြစ်တဲ့တန်တက်လာတဲ့ဆန်ဒလန်ကိုအန်အောဘွေကပြန်ရောက်လာနိုင်တယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့ဖြစ်နိုင်ခြင်းအများကြီးရှိတယ်။ဟန်ဒန်ဆင်သည်ငွေကြေးအထက်ဘောလုံးကစားတာကိုချစ်မြတ်နိုးတဲ့ကစားသမားတစ်ယောက်။တနည်းအားဖြင့်ပြအင်္ဂလိပ်ကစားသမားတွေရဲ့အထာပေါ့။ လူမျိုးကြီးစိတ်တက်ရှိတယ်။ငါတို့မွေးဖွားရာကလပ်ကြီးပြင်းရာနယ်မြေဒေသဆိုတဲ့အစွဲကကြောက်စရာကြီးလူမျိုးကြီးစိတ်တက်အပြည့်ရှိတဲ့သူတွေနော်စတီဗ်ဂျီထိုနည်းတူပဲသူခစ်ကောင်းတဲ့အချိန်ကာလတုန်းကလိုချင်တဲ့ကလပ်တွေအများကြီးလီဗာပူးကလုံးဝမထွက်ဘူးဒီထဲမှာဟန်နဆင်တယောက်လည်းအပါဝင်ပဲစတီဗ်ဂျီကိုတော့မိချင်မှတော့မိလိမ့်မယ်သို့တော့သူမပြောဘူးဗျာ sorry bro လीမှာအဲ့တော့ကြောင့် IS ကိုပြောင်းသွားတယ်အခုသူချစ်တဲ့အသင်းဆန်ဒလန်တန်းတက်လာပြီဆန်ဒလန်နဲ့ရှက်ဖီးဘိုလူတဲ့ playoff final ပွဲတွေမှာလာကြည့်တယ်နော်ဟန်နဆင်ကဆိုတော့ဘလုံးမွဲတွေကို အချိန်ကလေးကြည့်တဲ့ညကူတွေတော့တိမာပါဟန်ဒါဆင်ကတာမိုးတို့ရဲ့ကွင်းလယ်အစုဖွဲ့နဲ့ဆန်ဒလန်ဒီပရီးမီးယားလီးမှာအနေထားတရရရှိခဲ့တယ်အဲတုန်းကဟန်ဒါဆင်ကတော့ခြားတိတ်ပေါ့ဗျာသို့တော့ကပတိန်လက်ပတ်နဲ့ကန်ကွင်းရပြီးဘောလုံးစက်ကိုစင်မြင့်ပေါ့ဆန်ဒလန်ကမြေတောင်မြောက်ပေးခဲ့တာအဲ့ဒါကြောင့်ဂျော်ဒန်ဟန်ဒါဆင်တယောက်သူ့ရဲ့အသင်းဟောင်းကိုသူအကောင်းဆုံးအသက်အရွယ်မဟုတ်တော့ရင်တောင်မှအတွေ့အကြုံပြည့်ဝနေတဲ့အချိန်တတောင်းတနေရာကထန်ပိုးပေးဖို့ငွေကြေးချေးရက်ထက်စာရင်ဘောလုံးကိုချစ်မြတ်လို့တဲ့စိတ်အသင်းကိုချစ်မြတ်လို့တဲ့စိတ်တစ်ခုတည်းနဲ့ရောက်ရှိလာဖို့အများကြီးရှိတယ်လို့တော့သုံးသပ်မိပါတယ်ကဲကျွန်တော် ောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Slovenian တိုက်စစ်မှုဘင်ဂျမင်ရှက်ကိုနဲ့ပတ်သက်တဲ့သတင်းပေါ့နော်အဲ့တော့ RE ဒီဘင်ဂျမင်ရှက်ကိုကိုခေါ်ခြင်းနဲ့စိတ်ဆန္ဒပုံများပါတယ် RE တဲ့ဆိုင်အာတီတာပေါ့လေ ်အန်ဒရီးယားဘာတာကတော့ဗီဒီယိုဂက်ကိုခေါ်ခြင်းနဲ့တရင်တွေကလည်းမျိုးစုံထွက်ပါတယ်ယိုဂက်ကိုပြောင်းရွှေ့ကြည့်ဘလောက်နဲ့ကန်လန်းတာတယ်ဘန်ဂျမင်ရှက်ကိုအာတီတာလူကျင်နဲ့စသဖြင့်ပေါ့ကျွန်တော်တွေကထွက်တဲ့တရင်တွေပေါ်မှာပဲဘလောက်ပိုတန်ရှယ်များမများသုံးသပ်ရမယ့်ပုံစံမျိုးပါဆော့ဘန်ဂျမင်ရှက်ကိုကိုလိုက်ပ်စစ်ကပေါင်60ဒသမ5သန်းပေးရမယ်ဆိုပြီးလေးတန်ကြီးပြောင်းလာပါအဲ့လေးတန်ပြောင်းတာက limit တစ်ခုထိကျွန်တော်လက်ခံပေးလို့ရတယ်။ဘာကြောင့်လဲဆိုတော့ Benjamin Shesko ကိုထည့်သွင်းချုပ်ဆိုထားတဲ့စာချုပ်ပါအချက်လက်ရဒီကစားသမားရဲ့တန်ကြီးက Euro 80ကျော်ထိ မြင့်တက်လာခဲ့ပါတယ်အဲ့တော့စာချုပ်ပါအချက်လက်ဆိုတော့အသေးစိတ်တွေအများကြီးရှိတာပေါ့ဗျာဘောလုံးရသည်တရားသည်တွင်မှာ90ဆယ်ကျော်သွင်းတန်ကြီးဘလောက်ထိမြင့်တက်ပြီးအဲ့လောက်ပမာဏရမှရောင်းထုတ်ခွင့်ရှိတယ်ဘာညာစသဖြင့်နေမှာပေါ့လေအဲ့တော့အာဤသည်တစ်ဖက်မှာ video yogesh ကိုပေါင်တန်60လောက်နဲ့ရမယ်အခြေအနေအခု live စဈေးခေါ်ပုံမျိုးနဲ့ဆိုရင်ပေါင်60နှစ်တသမ5တန်းပေါင်တန်30လောက်ကွာတယ်ဗျအသက်အရွယ်က6နှစ်လောက်ကွာတာပါတွေးမယ် ပေါင်တန်း30လောက်ကွာဟပြီးခြေသွန်းပိုကောင်းတဲ့ကစားသမားကိုပဲခေါ်တော့မှာပေါ့အဲ့တော့ဒီသတင်းတွေကဖြစ်နိုင်ခြေရှိခြင်းမရှိခြင်းထက်ဆိုင် Leipzig ရဲ့ဈေးစကားနေတဲ့အခြေအနေကတော့ဖြစ်နိုင်ခြေရှိတယ်ယူရိုတန်း80ကတော့ပေါင်92တန်းထက်နည်းပါတယ်အမောက်ပမာဏတွေကတော့ကွာခြားနေသေးပါအာစနယ်သင်ခေါ်မယ်ဆိုရင်ဒီယူရိုတန်80အမောက်ပမာဏအတိုင်းခေါ်ဖို့ရှိနေတယ်လို့အထက်အနည်းငယ်ယွန်နေတဲ့ပြောင်းရွှေ့ကြီးအမောက်ပမာဏတရားကိုလည်းဆွေးနွေးညီနိုင်ရဖို့ရှိနေတယ်အခုအခြေအနေကတော့ ဘန်ဂျမင်ရှက်ရှ်ကိုလိုင်းစစ်အတင်ထိမ့်သိမ်းထားဖို့ကတိတ်ပြီးမလွယ်ကူတဲ့အခြေအနေမျိုးဆောင်ရင်ဖီးတက်ပြီးတော့ဗျာရှောက်ထိမ့်ထားရင်လည်းနောက်နှစ်ဘောလုံးရသည်ရှက်ရှ်ကိုပေါင်တန်းတရာတန်းနေရာလောက်ထိသူတို့ရဖို့မျှော်လင့်ထားလို့လားအဲ့လောက်ထိလည်းမဖြစ်နိုင်ဘူးလေဆိုတော့ဒီချိန်မှာအာဆင်နယ်တင်းကအနည်းဆက်ဆုံးဈေးပေးပြီးကမ်းလှမ်းလာရင်တော့ လက်ခံစည်းစားမှုရှိပါတယ်။စာချုပ်ပါအချက်လက်ရယူရိုတန်80နာကတ်သွားတယ်ဆိုပေမဲ့ပေါင်90နဲ့တမ5တန်းဘာညာမတော်မတရားတောင်းတာကတော့ဒါအထိပ္ပယ်မရှိတဲ့လုပ်ရက်တစ်ခုလို့တော့ထင်ပါတယ်။သို့ပေမဲ့လည်းဘန်ဂျမင်ရှက်ကူရဲ့အပြောင်းရွှေ့တင်ရတော့အနည်းငယ်ရှုပ်ထွေးပွေလီတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဘန်ဂျမင်ရှက်ကူထက်ဗီဒယောဂက်ကိုပဲအာယုံဆိုင်ပြီးအာစနယ်တင်အပြည့်အဝခေါ်ယူသွားမလားဆိုတာစောင့်ကြည့်လိုက်အောင်လို့ပြောရင်းနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာ။